โอเคစမယ်ဖရဒီနီဗီစီရရှိရေဒိုအေးလူနေဦးတော်လိုင်းအစမှာလူအများစုကကြွေးကြော်လာခဲ့ကြပြီမဲ့တကက်ဖက်ဒရယ်ရဲ့စံတန်ဘိုးတွေကိုတီချာနားလေခြင်းမရှိခဲ့ကြပါဘူးတကက်ဖက်ဒရယ်မူနဲ့စံတန်ဘိုးတွေကိုလက်တွေ့ပြမြင်လာရမှာတော့ခွဲထွက်ကြတာလားတနိုင်ငံလုံးကိုနိုင်ငံသားတွေအားလုံးစူပေါင်းပိုင်ဆိုင်တာမဟုတ်ဘူးလားဆိုတဲ့အပန်းတွေကကြဲကြဲပြင်းပြထွက်ပေါ်လာခဲ့ပါတယ်ဒါကလည်းသူတို့ကိုအပြစ်တင်လို့မရပါဘူး ဒါဟာခေတ်ဆက်ဆက်အာဏာရှင်အစိုးရတွေရဲ့ဖက်ဒရယ်စနစ်အပေါ်မှာခွဲထွက်ခြင်းလို့မြင်အောင်ပုံမှားရိုက်ဝါဒဖြန့်ထားတာကြောင့်ပါကျွန်တော်တို့ဟာနေစဉ်ဘဝကလေးကအာဏာရှင်လက်အောက်မှာလွတ်လပ်စွာ ဖန်တီးခွင့်မရှိတဲ့မြန်မာရုပ်ရှင်ရုပ်ပြစာအုပ်တွေစာပေဝတ္ထုတွေကျောင်းသင်ယူနဲ့ပမိုင်းတွေကိုတင်ပြီးတော့ကြီးပင်းလာခဲ့ရပါတယ်ဒါကြောင့်မို့လို့အာနာရှင်ကိုမကြိုက်ဘူးဆိုသည့်တိုင်အောင်အာနာရှင်ရဲ့ဝါဒဖြန့်ချီမှုအယူအဆသဘောတရားတွေက ကျွန်တော်တို့လူအများစုရဲ့မသိစိတ်ထဲမှာဂိမ်းအောင်နေရပါတယ်။ဒါကကျွန်တော်တို့လက်ခံခြင်းသည်ဖြစ်စေလက်မခံခြင်းသည်ဖြစ်စေကုကုကူပြန်လည်သုံးသပ်ရမယ်အနေထားသိရပါ။ဒီတော့ Federal စနစ်ဆိုတာဘာလဲ Federation ဆိုတာဘာလဲ Confederation ဆိုတာကရောဘလူသဘောတရားမျိုးလဲ။ယူတိုင်းနားလည်လွယ်တဲ့အရက်ပြောစကားလုံးလေးနဲ့ပဲရှင်းပြပေးရစေ။ Okay ဒီကတ်တွင်းယူကြလေးနဲ့နားလည်အောင်အရင်ရှင်းပြမယ်။ ဘောလုံးကန်လေးချိန်ကြမယ်ဟေ။မာကနီးပြလို့မယ်လေ။ဘောလုံးအသိသင်းမှာပါတဲ့ဒူတိုင်းကသူ့နေရာနဲ့သူအရေးပါတောင်းဝန်ရှိတဲ့သူတွေကြီးပဲ။ favorite စနစ်လို့ပေါ့ဟာ။အထူးထူးပူပေါင်းဆောင်ရွက်နိုင်မှာဖြိုးချင်းနဲ့ပန်းနိုင်ကိုရောက်ပါလေ။ဘလို့ favorite စနစ်ဆိုတာဘာလဲမနားမလဲဘူး။ဒီလိုဟာမရှိပြမယ်။ဆလိုင်းကနောက်တမ်းမှနေပြီးတော့ခိုးနှောင်းကိုရောက်လာသမျှဘောလုံးတွေကိုကာဝယ်ဖို့အတွက်ခိုးသမားတောင်းဝန်ဝေယူ။ရှန်ကတော့အလဲတန်းမှနေပြီးတော့လာသမျှဘောလုံးတွေကိုခိန်းပြီးတော့ပိတ်ခါချပြရမယ်။ ရှင်ဟရန်ကနေပြီးတော့ဒေသတိကြတဲ့ကံချက်တွေနဲ့ခူးသွင်းဖို့တောင်းဝန်ယူရမှာတော့နော်နော်ပေါ့မဟာရုံနီးပြဆိုတော့အသင်းသားတွေဟန်ချက်ညီအောင်ထိန်းပြီးတော့ဘောလုံးကွေးရဲ့ကစားအခွက်ကိုချပေးမယ်ဖက်ဒရယ်စနစ်မှာဆိုရင်မြို့နယ်တီနယ်တိုင်းဒေသကြီးနဲ့တီတောင်စုအဆင့်တွေမှာရှိတဲ့အစိုးရတိုင်းဟာမတူညီတဲ့လုပ်ပိုင်ခွင့်အာဏာတွေရှိကြတယ်လေအဲ့ဒီအစိုးရတွေကတချို့ကဏ္ဍတွေမှာပူပေါင်းဆုံးဖြတ်ချက်တွေကိုအတူတူချမှတ်ကြပြီးတော့ အစင်တစင်စီဟာလည်းတချို့ကဏ္ဍတွေမှာတော့မူဝါဒတွေကိုလွတ်လွတ်လပ်ချမှတ်နိုင်ကြတယ်။ဒါဆိုရင်အကျမ်းပြင်းတော့နားလည်သဘောပေါက်မယ်လို့ထင်ပါတယ်။အလဲဆုံးနည်းနဲ့ရှင်းပြရရင်ဖက်ဒရယ်စနစ်ဆိုတာကဗဟုအစိုးရရဲ့တိုင်းငယ်ပြည်နယ်အစိုးရတွေရဲ့ဒေသန္တရအစိုးရတွေရဲ့ပေါ့အစိုးရအစစ်စင်ကြမှာအာဏာခွဲဝေကျင့်သုံးတဲ့စနစ်တစ်ခုပါဖက်ဒရယ်စနစ်မှာအနည်းဆုံးအစိုးရမင်းရက်ရှိရပါမယ်။ မြန်မာနိုင်ငံလူနိုင်ငံမျိုးအနေနဲ့ဆိုရင်အစိုးရ3ရက်လည်းဖြစ်နိုင်တယ်လို့4ရက်လည်းဖြစ်နေနိုင်ပါတယ်။ရေးပြအားမြင့်ပြောရမယ်ဆိုရင်တော့ Federal စနစ်ကိုဒလိစရိုက်နောက်ခံသမိုင်းနဲ့ကွဲပြားတဲ့လူမျိုးစုတွေအများကြီးရှိတဲ့နိုင်ငံတွေနဲ့နိုင်မီဒေတာအီရိယာကျင်ဝန်းတဲ့နိုင်ငံတွေမှာကျင်သုံးနေရှိပါတယ်။လူမျိုးစုကိုအခြေခံထားတဲ့လူမျိုးစုအခြေပြု Federal ဖြစ်တဲ့ Multi-ethnic Federal နဲ့ပထဝီဒေတာအခြေပြုဖြစ်တဲ့ territory of federal ဆိုပြီးတော့ရေဘူးအခင်တော့နှမျိုးရှိပါတယ်။ဒါပေမဲ့သက်ဆိုင်ရာနိုင်ငံတွေအလိုက်မော်ဒယ်တွေတော့ကွာခြားမှုရှိပါလိမ့်မယ်။လူမျိုးစုကိုအခြေပြုတဲ့ federal ကိုကျင့်သုံးတဲ့နိုင်ငံတွေကတော့အိန္ဒိယ၊ရုရှား၊ Ethiopia ၊ Bosnia တိုင်းပြည်တွေဖြစ်ပါတယ်။ပထဝီဒေသကိုအခြေပြုပြီးတည်ဆောက်ထားတဲ့ federal တွေကတော့ USA, Malaysia, Canada, Australia, Brazil, Germany, Sri Lanka နိုင်ငံတွေဖြစ်ပါတယ်။ ဒါဟာဥပမာအနေနဲ့ဖော်ပြခြင်းမျှတာဖြစ်ပါတယ်။ဖေဖရနိုင်ငံတစ်ခုရဲ့ဗဟုအစိုးရလုပ်ပိုင်ခွင့်တွေကတော့ရေဘူးအားဖြင့်စစ်ရေး၊နိုင်ငံခြားရေး၊ငွေကြေးစနစ်၊နိုင်ငံစီးပွားရေး၊နိုင်ငံတကာကုန်သွယ်ရေးစတဲ့အခန်းကဏ္ဍတွေမှာအများဆုံးရရှိပါတယ်။ဒီနေ့အစိုးရရဲ့လုပ်ပိုင်ခွင့်အာဏာတွေကတော့ဒေတာဆိုင်ရာရေးသဖွဲ့၊ဒေတာရင်းပညာရေး၊ကျန်းမာရေး၊ဒေတာဘေးကုဆောင်ဆက်သွယ်ရေး၊ပတ်ဝန်းကျင်ထိန်းသိမ်းရေး ြို့နယ်တန်ရှင်းတရားရေးဒေတာတွင် အခြေခံအဆောက်အုံများတိဆောက်ခြင်းများဒေတာခံပြည်သူလူထုရဲ့စာနာနဲ့အညီတန်ရစတာဒူဖို့ခွင့်နေပောင်းဝင်ပါတယ်ဒေတာခံလူထုရဲ့စာနာနဲ့အညီတန်ရစတာဒူဖို့ခွင့်ဆိုရမှာတန်ရစတာဒူဖို့ခြင်းမှာရရှိတဲ့အကျိုးအမြတ်ကဲ့ညာနှုန်းတစ်ခုကိုဗဟုအစိုးရကိုအခွန်ပြန်လဲဆောင်ရွက်မှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ဒီညာရဲ့ဆိုင်ရာအတိတ်ပဲဖွင့်ဆိုချက်ကို ကြည့်ရအောင် ဆယ်ဖရစနစ်သည်အခြေခံအဖြစ်ရပ်ပိတည်ရှိမှုကိုဖော်ပြသောအတုံးလုံးတစ်ခုမဟုတ်ဘဲစံကူရည်ညွှန်းသောအတုံးအနှုံးတစ်ခုဖြစ်ပြီးကိုပိုင်အုပ်ချုပ်မှုနှင့်ညဝေအုပ်ချုပ်မှုဆိုင်ရာအခြေခံသဘောတရားများကိုပေါင်းစပ်ထားသည့်အစစ်စစ်ပါဝင်သော အစိုးရစနစ်တည်းရဲ့အားထောက်ခံအားပေးမှုကိုရည်ညွှန်းပါသည်။ရင်းသည်ညင်းညွတ်မှုနှင့်စုံလင်ကွဲပြားမှုတို့ကိုပေါင်းစပ်ခြင်းနှင့်ပုံမှုကြီးမားသည့်နိုင်ငံရေးဆိုင်ရာအဖွဲ့အစည်းတစ်ခုတွင် ကွယ်ပြားသည့်ကိုယ်ပိုင်လက္ခဏာများဖြင့်အတူရှင်တွဲနေထိုင်ခြင်းထိမ့်သိမ့်ခြင်းနှင့်အာပီမြင့်တင်ခြင်းတို့နှင့်ပတ်သက်၍မှတ်ယူထားသည့်စံတန်ဘူးနှင့်အချို့အကြောင်းညီညွတ်မှုတို့အခြေခံထားပါသည်စံအဖြစ်သတ်မှတ်ထားသည့်အခြေခံမူတစ်ခုအဖြစ်ဖက်ဒရယ်စနစ်အနှစ်ပါရာသည့်ပေါင်းစည်းရေးနှင့်ဗဟိုချုပ်ကင်မှုမထားရှိရေအခုစလုံးကိုတစ်ချိန်တည်းတွင်တည်တံ့စေရေးဖြစ်ပါသည် ဒါကတော့နိုင်ငံခြားတက္ကသိုလ်တစ်ခုရဲ့ Federal စနစ်အပေါ်မှာပညာရေးဆိုင်ရာအသေးပြဖွင့်ဆိုချက်ဖြစ်ပါတယ်။လက်တွေ့ကျွန်တော်တို့ Federal စနစ်ကိုတည်ဆောက်တဲ့အခါမှာတော့ခုနိုင်ငံနဲ့ပြင်လျော်တဲ့ model တခုကိုဒီဆောက်ဖို့လိုပါတယ်။ပညာရေးဆိုင်ရာအသေးပြဖွင့်ဆိုချက်အတိုင်းလှေနံဓာတ်ထက်စာအုပ်ကြီးအတိုင်းလုပ်လို့အဆင်မပြေတော့ပါဘူး။ Federation ဆိုတာကတော့ဘာလို့ဆိုရပါလဲ။ Federal အခြေခံမူတည်ကိုကျင်းသုံးတဲ့နိုင်ငံတခုကို Federation လို့ခေါ်လို့ရပါတယ်။ ဘောလုံးအသင်းတစ်ခုလိုမှာပဲဖက်ဒရေးရှင်းမှာလည်းပူပေါင်းဆောင်ရွက်မှုကအရေးကြီးပါတယ်ဂူးသွင်းနိုင်ဖို့အတွက်ရှေ့တန်းတိုက်စစ်မှုက အရေးကြီးတာမှန်ပေမဲ့ဂူးရဖို့အတွက်လည်းနောက်တန်းအလေတန်းဂူးသမားတွေရဲ့ပူပေါင်းဆောင်ရွက်မှုမျှနိုင်ဆောင်ရွက်မှုတွေရှိဖို့ကလိုအပ်ပါတယ်ဖက်ဒရေးရှင်းမှာဆိုရင်လည်းအစိုးရအစစ်စစ်နေရာဂူးပေါင်းလုံဆောင်ရဖို့လိုအပ်ပါတယ်ဘဟုအစိုးရနဲ့ဒီနယ်အစိုးရဒေသန္တရအစိုးရအစိုးရတွေကြားမှာရုပ်ပိုင်ခွဲအာဏာခိုးရမှုကို အခြေခံဥပဒေကတိတိကျကျပြဋ္ဌာန်းပေးထားဖို့လိုအပ်ပါတယ်။ဒေနန္ဒရအစိုးရဒီနဲ့တိုင်းအစိုးရနဲ့ဘ ഹു အစိုးရကြားမှာအငင်းဖွားမှုတစုံတရာဖြစ်လာခဲ့သည့်ရှိသောအဆုံးဖြတ်ပေးဖို့ခုံရုံးနေလဲထားရှိရမှာဖြစ်ပါလေ။ 2008ဖွဲ့စည်းပုံအခြေခံဥပဒေအရမြန်မာနိုင်ငံဟာလည်းအစိုးရ၃ရင်ရှိပါတယ်။ဒါပေမဲ့ဒါကိုဖက်ဒရယ်လို့ပြောလို့မရပါဘူး။ဘာကြောင့်လဲဆိုတော့ဒေသန္တရအစိုးရဒီနယ်အစိုးရတွေကဗဟိုအစိုးရရဲ့အမိန့်ကိုရုံးစားနိုင်ခြင်းမရှိလို့ပါပဲ။ Okay, Federation ဆိုတာဘူးပြည်ညာရဲ့ဆိုင်ရာအသေးပဲဖွင့်ဆိုချက်လေးကိုလေ့လာကြည့်ရအောင်။ ဖရီရှင်းတစ်ခုလို့ဆိုတဲ့နေရာမှာဖွဲ့စည်းပုံအခြေခံဥပဒေမှာတဆင်တည်သူများဟာအနှင့်ထားတဲ့အခွင့်အာဏာများရှိကြပြီးဥပဒေပြုရေးအုပ်ချုပ်ရေးနဲ့အခွင့်ခောက်ခံရေးတို့အတွက်အရေးပါသောအခွင့်အာဏာများကိုကျင့်သုံးရာတွင်နိုင်ငံသားများနဲ့တိုက်ရိုက်ဆက်ဆံရန်လူပိုင်ခွင့်အနှင့်ထားတာ နိုင်ငံသားများကတည့်ရရွေးချယ်တင်မြှောက်သည့်အစိတ်အပိုင်းယူနစ်များနှင့်အထွေထွေအစိုးရတည့်ရထုတ်ကိုပေါင်းဆက်ထားသည့်နိုင်ငံအဖြစ်စနစ်တကျဖွဲ့စည်းတည်ထောင်ထားသောလူ့ဘောင်အဖွဲ့အစည်းတည့်ရဖြစ်ပါသည်။ဒါကတင်ညာရဲ့ဆိုင်ရာအထိပ္ပယ်ဖွင့်ဆိုချက်ပါ။ Confederation ဆိုတာကဘာလဲ။နားလည်မယောင်ပြောရမယ်ဆိုရင်တော့ဒီနှစ်အစိုးရတို့ဟာဗဟုအစိုးရထက်အများစွာသော အခွင့်အာဏာနဲ့လုပိုင်ခွင့်ရှိရပါတယ်။ဒါကို Confederation လို့အလွယ်သတ်မှတ်လို့ရပါတယ်။ ပူပြီးနားလို့လေအောင်ရုပ်ပြပုံလေးနဲ့ရှင်းပြပေးရစေ။သူ့ရဲ့ရုပ်ပြပုံလေးမှာခလေးတွေဟာကျိုးခုန်နိုင်ကစားနေကြပါတယ်။တယောက်ကပြောတယ်။ဒီတစ်ခုပြီးရင်တော့ငါတယောက်တည်းကျိုးခုန်ဦးမယ်အဖွဲလိုက်ခုံးရတာတင်းလာပြီ။ဟဲ့နင်ကလည်းအထူးထူးခုံးနေတာကိုပြောစရာကြီးကိုအေးလေဟာမဟုတ်ဘူးလေဟာအဖွဲလိုက်ခုံးရတာပြောစရာကောင်းပြီမယ်။ငါဖာသားတယောက်ကဲဆွဲချင်တဲ့အခါလဲတယောက်တည်းဆွဲမှာပေါ့။နောက်တော့အထူးထူးကြံဆွဲလို့ရတာပဲဘူး။ ဥပမာပြောရမယ်ဆိုရင် confederation စနစ်လိုမျိုးပေါ့ဟာလူတစ်ယောက်ကအဖွဲ့လိုက်ဖြစ်ဖြစ်တဦးတယောက်ချင်းပဲဖြစ်ဖြစ်အချုပ်ချအာဏာနဲ့ဆုံးချက်ပိုင်ခွင့်ကိုအပြည့်အဝရှိကိုရှိရမယ်လေ။ဒါကြောင့်တယောက်တည်းဆော့ချင်ရဲ့ဒုက္ခသူတည်တန်းဆော့ခွင့်ပေးတဲ့။ဒါပေမဲ့တချို့ကစားနည်းတွေမှာတော့အထူးထူးဆွံ့လို့ရပါတယ်။ Confederation ဆိုတာအလွယ်ပြောရရင်ဒီသဘောပါပဲ။နောက်ထပ်ထင်သာမြင်သာရှိတဲ့ဥပမာလေးတစ်ခုလည်းပြောရမယ်ဆိုရင်ကျွန်တော်နဲ့ကျွန်တော်တငယ်ချင်းတွေဟာ နိုင်ငံတွင်းကဘောလုံးကန်ပြီးတော့ကစားလေရှိပါတယ်။ကျွန်တော်တငယ်ချင်းတွေဟာဘောလုံးကန်ရတာကိုနှစ်သက်ပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့ဘောလုံးကန်ရတာထက်ဒိုးဆက်ဆောရတာဇဲတောင်းရတာချက်တူရတာတွေကိုပိုပြီးနှစ်သက်ပါတယ်။သူတို့ကဘောလုံးကန်နေကျွန်တော်ကသူတို့နဲ့ဘောလုံးမကန်မဲနဲ့ဘီနာမှာချက်တူတိုင်းကစားနေတယ်။ဒါပေမဲ့သူတို့နဲ့ခွက်ခတ်သွားတာမဟုတ်ဘူး။သူတို့နဲ့အတူတူရှိနေတယ်။သူ့ဝိမဲ့ကစားပုံကစားနေခြင်းတော့မတူဘူး။ Confederation ဆိုတာဒီလိုသဘောမျိုးပါပဲ။ တညာရဲ့ဆိုင်ရာအသေးပဲဖွင့်ဆိုချက်လေးတွေကိုလေ့လာကြရအောင်အကန့်အသတ်ရှိသည့်အချို့သောရည်ရွယ်ချက်များတွင်နိုင်ငံရေးဆိုင်ရာတိချားအစုအဝေးများသည့်ဘုံအစိုးရတရက်ကိုအထူးတကား စုပေါင်းဖွဲ့စည်းထားတော့လေဘုံအစိုးရသည် အဖွဲ့ဝင်အစိုးရများအပေါ်သို့မိခိုးအားထားသည့်အခါတွင် Confederation များပေါ်ပေါက်လာပါသည် Confederation တစ်ခု၏အဓိကအခြေခံသဘောတရားများ၌ Confederate အစိုးရတရက်သည်တတ်မှတ်ထားသည့်ရည်ရွယ်ချက်အတွက်သာဖြစ်ပြီးအချုပ်ချာအာဏာသည်အဖွဲ့ဝင်ယူနစ်များ၏လက်ဝဲထွင်သာရှိသည်ဟုသောအခြေခံသဘောတရားဖြစ်ပါသည်ကျွန်တော်တို့နောက်တစ်ခုတိခါမှာက Federal Democracy နဲ့ Democracy Federal နဲ့ကမတူပါဘူး ဒီမိုကရေစီဖက်ဒရယ်ဆိုတာကဒီမိုကရေစီမြေကြဖက်ဒရယ်နိုင်ငံတစ်ခုကိုတည်ဆောက်တာပါဖက်ဒရယ်ဒီမိုကရေစီဆိုတာကတော့သဆိုင်ရာယူနီအသီးသီးကနေပြီးတော့ဖက်ဒရယ်ပြည်ထောင်စုကိုတည်ထောင်ပြီးတက်ခါလာအားလုံးစုပေါင်းပြီးတော့ဒီမိုကရေစီစနစ်ကိုဂူနီကိုဟန်နဲ့ကျင်းသုံးကြတာပါကျွန်တော်တို့လက်ရှိနေဦးတော်လိုင်းကြီးရလဲဖက်ဒရယ်ဒီမိုကရေစီရရှိရေးအတွက်ခွေးကြော်ထားတာမဟုတ်ပါလားခင်ဗျာကျွန်ုပ်ရဲ့တူးရဲကိုပိုင်ပုပ်ပလိကအမြင်အရတော့မြန်မာနိုင်ငံရဲ့အနာဂတ်ဖက်ဒရယ်ဟာ အထဝီကိုအခြေပြုတဲ့ဖက်ဒရယ်မျိုးကိုကျွန်တော်အနေနဲ့ကတော့ပူပြီးတော့သဘောကျနှစ်သက်မိပါတယ်။ဗဟုချုပ်ကင်မှုအနေနဲ့ကတော့လုံးဝကြီးကျော်နေနေတာမဟုတ်ဖ ೇನೆ အတန်အသင့်တော့ရှိသင့်တယ်လို့ထင်ပါတယ်။အရန်ကြီးတင်းကျပ်တဲ့ဗဟုချုပ်ကင်မှုကလည်းကျွန်တော်တူရဲအနေနဲ့ကတော့မလိုလားပါဘူး။မိတ်ဆွေတို့သဘောထားရရဘလို့ရှိပါသလဲ။တစုံတရာအကြံပြုချင်တာများရှိရင်တော့ကွန်မန့်ကိုသာအရောက်လှမ်းခဲ့လိုက်ပါ။